အညာဆရာယောရဘွန်ဟန်ကိုရီးယားလန်ဂွေ့ချ်ကူကနေပြီးတော့ပြန်လဲကြိုးစားပါတယ်။ဒီချိန်က EPS တင်ယူတင်တဲ့ပတ်သက်ပြီးတော့ meaning လေးတွေကိုဖတ်ပြပေးတယ်။ပြီးတော့အခုဒီ video လေးတွေဆိုရင်တော့ဆရာ EPS တင်ယူတင်ရဲ့အခန်းတိုင်းရဲ့မွန်းနှောင်းချောင်ပူလေးတွေကိုရှင်းပြပေးထားတာဖြစ်ပါတယ်။အဲ့တော့ဒီချိန်ရဲ့ YouTube channel ထဲမှာအလုံးကိုတင်ဆရာလေ့လာလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကိုအရင်ဆုံး subscribe လုပ်တော့ပုံမမိနဲ့နော်။ ဲ့ဒါဆိုရင်ဒီနေ့ကတော့အခန်းဆက်တချီပန်းအင်းဆိုတဲ့ခေါင်းစဉ်အောက်ကငွန်းနှောင်းချောင်ပိုလေးကိုပြပြပေးသွားပါမယ်။ချောင်းနဲ့လိုက်ကြည့်မယ်လူကကျွန်တော်စာမျက်နှာ150ခွန်မှလိုက်ကြည့်ရပါတယ်နော်။အခန်းဆက်တရဲ့မွန်နှောင်းချောင်ပိုလေးကတော့ဆလင်ကီဖုန်လီဖက်ချူအမိုင်း ခွဲခြားပစ်ခြင်းပေါ့ဆရာတို့ကိုရီးယားမှာဆိုရင်ဆရာတို့မြန်မာနိုင်ငံလိုမဟုတ်ဖ ೇನೆ အမိုက်ကိုဒီတိုင်းပဲရောပြီးတော့ပစ်လိုက်လို့မရအောင်အမိုက်ကိုတင်းချာစနစ်တကျခွဲခြားပြီးတော့ပစ်ပေးရတယ်ပေါ့နော်အဲ့လိုမပစ်ဘူးဆိုရင်သူတို့ကထန်ငွေဆောင်ရတယ်ပြီးရင်အတော်တော်လေးကိုပဲအရေးကြီးတဲ့ပြဿနာတစ်ခုထဲမှာပါတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ထားလေးရတင်းချာလေးလိုက်နာထောင်မှာတင်းချာတိထားရမယ်ထဲမှာပါတယ်ပေါ့နော်အဲ့တော့ကြည့်ကြည့်ရအောင် 한국에서는 코리아마로 쓰레기를 벌릴 때, 아마이피데이마 쓰레기의 종류에 따라서 종류소라, 묘사업별라봐 아마의 묘사야래 분리해서 회자비로 버려야 합니다. 삐야밤에. 쓰레기의 종류에는 아마이피데이 묘사번호, 아마의 묘사이래마도인, 드로쾌자타라, 일반 쓰레기뽕마아마이 음식무 슬래기, 사주인사주제아마이 ချဲဝါလုံဟုတ်ပြန်လဲအသုံးပြုလို့ရတယ် recycle လုပ်လို့ရတယ်ပစ္စည်းတွေ home old home old ဆိုတာချဲတော့အဝတ်အစားအဟောင်းအဝတ်ထည်အဟောင်းတွေခရီးကိုပြီးတော့ထဲရောက် select ကြီးကဣစမီတာအာထဲရောက် select ကြီးကအမိုက်အကြီးစားလို့ပြောမှာပေါ့ကြီးမားတဲ့အမိုက်တွေပေါ့နော်အောက်မှာပြန်ပြီးတော့ထပ်ရှင်းပြပါမယ်အဲ့လိုမျိုးဣစမီတာရှိပါတယ်တဲ့ဒီလိုခွဲခြားထားတယ်ပေါ့နောက်တစ်ခုချင်းကြီးကြီးအောင် အင်းပန်းဆလကီနံပုံမှန်အမိုက်ဒီကတော့တဲ့ချုံငန်းချင်းပုံသူရဲ့နော်ဆိုခေါ်လဲရဟာမိတာအဲ့တော့ဒီမှာချုံငန်းချင်းပုံသူဆိုတာကချင်းအမိုက်အိတ်လို့ပဲပြောလိုက်ပါမယ်သူတို့နိုင်ငံမှာအမိုက်ပြည့်တဲ့အချိန်မှာချဲလို့တွေ့ကြရဒီတိုင်းအော်ကြွကြွလေးတဲ့ပြီးတော့ပြစ်ပေးလိုက်လို့မရဘူးကွာဒီလားအမိုက်အိတ်တတ်မှတ်ထားတာရှိရဲအဲ့ဒီအမိုက်ကိုဝယ်ပြီးတော့အဲ့ဒီအမိုက်အိတ်ထဲမှာထည့်ပြီးမှပြစ်ပေးရပါတယ် 벌리는 날짜와 장소는 아마이피된 니네 아마이피된 니아가래 정해져 있는데 땀마 다라 피비로 지역마다 다릅니다. နေမီတိုင်းကကွဲပြားချနာပါတယ်အဲ့တော့ဒါဘာပြောချင်တာလဲဆိုတော့အမိုက်ဖြစ်တာကလည်းချေတို့မြန်မာနိုင်ငံလိုမျိုးအအမိုက်ကားလာတဲ့နေဆောင်တာတို့ဒါမှမဟုတ်အမိုက်ပုံကိုကွာနေကိုတော့ပြည့်ရတာလိုမျိုးမဟုတ်ဘဲနဲ့သူကဘယ်နေ့ဘယ်နေ့မှာအမိုက်ပြည့်ရမယ်ပေါ့ဒါပါတော့ရက်ွက်တစ်ခုပေါ့နော်ရက်ွက်တင်မှာကတနင်္လာနေ့အမိုက်ပြည့်ရတယ်ဆိုချေတို့ကတနင်္လာနေ့မှာကိုယ့်ရဲ့အိမ်ရှိဒါမှမဟုတ်တိုက်ခန်းရှိအမိုက်ပုံပေါ့တိုက်ခန်းရဲ့ဒီအမိုက် ားတဲ့အမိုက်ပုံးမှာအဖြစ်ဖြစ်သွားပြီးတော့ကိုယ့်ရဲ့အမိုက်တွေကိုထားထားတယ်ဆိုရင်သူတို့ကသူတို့စီပင်းကနေလာပြီးတော့တင်းသွားတဲ့ပုံစံမျိုးပေါ့အဲ့ဒါဆိုရင်ဒီကိုယ့်ရဲ့ရက်ွက်ရက်ွက်တစ်ကတင်းလာနေအမိုက်ပြရတာမဟုတ်ဘဲနဲ့တခြားရက်တွေမှာဆိုရင်အမိုက်ကိုအဲ့လိုမျိုးသွားပြီးတော့ပုံထားလို့မရအောင်ပေါ့နော်ဒါမျိုးကိုပြောတာပါခြုံရမ်းခြင်းပုံထုံနဲ့အမိုက်အိတ်ကလည်း mat mat တွေဖြန်းနှီးချောင်း 24일날 슈퍼마켓 슈퍼마켓에서 <Game91> 에서 살 수 있는데 왜날 미뤄래? 디마 1리터, 10리터, 20리터, 30리터, 50리터, 75리터 짜리가 있습니다. 에러 다바비하래서 အမိုက်အိမ်ရဲ့အရွယ်အစားကိုပြောတာပါအရွယ်အစားကိုသူတို့ကလီတာနဲ့တွက်လိုက်တယ်ပေါ့နော်ဘယ်လိုလီတာနဲ့တွက်လဲဆိုတော့ဒီအမိုက်အိမ်ထဲမှာဆက်နဲ့အမိုက်ရဲ့ဒီပမာဏကိုမှန်းပြီးတော့5လီတာတန်းအမိုက်အိမ်ဆိုအသေးဆိုအသေးပေါ့အကြီးဆိုအကြီးပေါ့အဲ့လိုမျိုးကျွန်တော်ဝယ်လို့ရပါတယ်ကြားလီဆိုတာဟာတန်ပေါ့ဘလောက်တန်ဆိုတဲ့အသေးပဲမျိုးနော်ပြီးတော့ရင်အုံချစ်မှုဆလက်ကီနဲ့အုံချစ်မှုဆလက်ကီစားကျဲစားကျဲအမိုက်တွေကတော့လေချွဲတဲ့ဟန် တနိုင်တလောက်ချွဲတဲ့ဟန်တနိုင်တလောက်မူကီးလေးခြေခေါဟန်ကိုမူကီးဆိုအရေးလေးကိုပြောအရေးလေးကိုဖဲ့ပြီးတော့ခြေခေါဟာတာဖဲ့သည်ဖဲ့ရှားသည်ဖဲ့ရှားပြီးတော့မှတဲ့ဖော်လျော့ရဟမီတာပြည့်ရပါမယ်သပြောနာဒက်ကီယာကော့ပတေကီဝါခတ်ချီဒုံမူရီမော့ဂဆူအုံနဲခေါ်စအဲ့တော့သပြောစာချေလို့ပါချက်ယူချက်ယူတွေဒါမှမဟုတ်ရင်ဒါရီယာကော့ပတေကီဒါရီယာကော့ပတေကီချက်ဥအခွန် အဲ့တော့ကြက်ရိုးလို့ကြက်ဦးအခွန်တို့လိုမျိုးတဲ့ထုံမှုရိမောကုစုအောင်နဲ့တရိစံနေမစားနိုင်နဲ့စားလို့မရတဲ့အရာတွေကိုတော့ element synergy လို့ဖွင့်လိုက်ရတော့ခုနကရိုးရိုးအမှိုက်ထဲကိုပဲခွဲကြပြီးတော့ဖော်လို့ရမှာမိတာပြည့်ရပါမယ်တဲ့ တော့ပြောချင်တာသူတို့ကဒါကလည်းအမြန်မာရေးဆိုပါလဲဝက်ဆာတို့ပါတို့လို့ပြောရယ်လေအဲ့လိုပုံစံမျိုးပဲပေါ့နော်အဲသူတို့လည်းဒီအစားကျင်းစားကြံအမိုက်တွေကိုပြန်ပြီးတော့တရိတ်ဆန်တွေကိုပြန်ကျွေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတရိတ်ဆန်စားလို့မရတဲ့အရာတွေဆိုရင်ချေတော့ရိုးရိုးအမိုက်ပုံတွေကိုပဲထည့်ပြီးတော့ပြည်ရမယ်ပေါ့အုံရှိမှုဆက်လက်ကြီးနဲ့ဒီအစားစားကျင်းစားကြံအမိုက်တွေကအုံရှိမှုဆက်လက်ကြီးစုခေါထုံ အဲ့ဒါစားခြင်းစားတဲ့အမိုက်ပြစ်တဲ့အမိုက်ပုံးပေါ့နော်အဲ့ဒီထဲကိုဂေါလိဂေါနာပြစ်တာဖြစ်ဖြစ်ဒါမှမဟုတ်ရင်စူးကောထုံးကြီး offset တဲ့အမိုက်ပုံမရှိဘူးဆိုရင် offset ချောင်းကိုမရှိတဲ့အချိန်မှာဆိုရင် option မှု select ပုံတူရဲ့ဒါမှဆိုဗောလေးရဟာမီတာအဲ့တော့စားခြင်းစားကြံပြစ်တဲ့အမိုက်အိတ်ထဲမှာထည့်ပြီးတော့ပြင်ရပါမယ်တဲ့အဲ့တော့ခုနကတော့အပေါ်မှာ inbound select ပြစ်တဲ့ ်အမိုင်အိမ်နဲ့စားချင်းစားချင်ဖြစ်တဲ့အမိုင်အိမ်နဲ့ကမတူပါဘူးเนาะသူတို့တတ်မှတ်ထားရှိရဲ့အယောင်ခွဲထားတာတို့ဘာလို့ဒါမျိုးရှိရဲ့ပေါ့เนาะကျွန်တော်စိုင်းနေမှာ maybe ဝယ်တယ်ဆိုလဲအမိုင်အိမ်ပေးပါပဲမဟုတ်ဘဲနဲ့ event selectee အမ်ပုံထူပေါ့ဒါမှမဟုတ်ရင်အုံရှိမှုဆိုလဲဒီပုံထူဆိုပြီးတော့အဲ့လိုမျိုးမေးပြီးတော့ခွဲပြီးဝယ်ရပါတယ်ပေါ့เนาะ ်ပြီးရင်နောက်တစ်ခုကခြေဝါးယုံဖုံးရဲ့ခြုံညူရဲ့ခြုံညူလိုနဲ့ခြေဝါးယုံဖုံးပြန်လဲအသုံးပြုလို့ရတဲ့ပစ္စည်းတွေမှာဆိုရင်ဒီအမျိုးအစားတွေမှာဆိုရင်တော့လေ plastic plastic တွေ phini ချွတ်ချွတ်အိတ်တွေခြုံညီစက်ကူ can can ကကြာကျတော့တန်ဘူးကိုပြောပါတယ်ဖင်းပြောင်းပလင်းအလွတ်တွေက20မီတာရှိပါတယ်တဲ့အဲ့တော့ဒီမှာဘေးမှာလည်းအယောင်လေးတွေနဲ့ပေါ့နော်သူတို့ခွဲပြထားတယ်ဂျူရီဆိုတာကျတော့ ဖန်နေကိုပြောအဲ့တော့ပလင်းလွတ်တွေဖန်ပလင်းနေပြောမယ်ချုံကြီးကစကူလို့ခတ်ထူလို့ဒါမျိုးတွေတုံးမယ်ပြီးရင်ခန်ကကြတော့တန်ဘူးတွေพลาสติกကတော့พลาสติกပေါ့နော်ဒီလိုမျိုးခွဲပြီးတော့ပြည့်ရမယ်တဲ့ခြေဝါးယုံဖုံခုနပြောတယ်ဒီပြန်လေအသုံးပြုလို့ရတဲ့ပစ္စည်းတွေကတော့ခြုံလျူဖြော်လို့အခုခွဲပေးထားတယ်သူ့ရဲ့အမျိုးအစားအလိုက်ပဲဖုံလီဟဲဆိုဖုံလီမျိုးတို့မိတာခွဲထားပြီးတော့ပြည့်ပြီးရပါပြီ ကဲနောက်တစ်ခုက home home ဆိုတာကဒီအဝိစာအဟောင်းနေပေါ့နော် home လို့ရှိနေတာအဝိစာအဟောင်းနေဒါမှမဟုတ်ရင်ရှင်းပါဖဏတ်တွေခါပန့်လွယ်အိတ်တွေဓာတ်မျိုးဝါကတ်တန်ပေါ့ဆိုရင်ဓာတ်မျိုးဆိုတာကျတော့ထုံဆောင်ပေါ့ဆောင်နေကိုပြောတာပေါ့နော်ဆောင်နေလိုမျိုးတဲ့ဒီလိုပစ္စည်းတွေကိုကြတော့ကျတော့က will you sugar ham မဲ့ဖော်လျော်ရဟန်တဲ့ will you sugar ham လာဒီအဝိစာပြတဲ့ပုံးနေ အမ်ကန်နေလို့ပုံးနေလို့အလိုမျိုးရှိရပါတော့အဲ့ဒီခဲမှာပြည့်ရပါမယ်တဲ့အဲ့တော့ဝီနျူဖူဘောဟမ်အဲ့ဒီအဝေးစားပြည့်တဲ့အမိုက်ပုံးတွေက ဘူထုံပုံမှန်အားဖြင့်ဟင်းချောင်းဘူကြီးစံထားအဖိနာဟင်းချောင်းဘူကြီးစံထားဆိုတာလူမှုဖူလုံရေးစံတာပေါ့အဲ့ဒီရဲ့စံတာရဲ့အဖိနာအရှိမဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဂျူထက်ကာရဲ့ခူးလ်မို့ဂျူထက်ကာဆိုအရှိတော့လူနေအိမ်နေလူနေအိမ်လမ်းနေရဲ့ခူးလ်မို့ဆိုတာလမ်းကြားကိုပြောတယ်လမ်းကြားမှာဒါမှမဟုတ်အဖတ်ထတိုက်ခန်းနေမှာဆိုရင်တော့တဲ့ဆယ်တော့ဆလက်ကြီးစူကောချန်အန်နဲ့အမိုက်ပြတဲ့နေရာချနေရာမှာ 시발에 있습니다. 나우성당 대형 슬래기 지말에 마이디 바리레스로 책상이나 책상 사이즈 말고 다만 침대 그들 냉장고, 기계제다, 텔레비전, TV와 같은 알루미큰 쓰레기를 말합니다. 지말의 엄이고 뾰라피 발에 대형 쓰레기는 지말의 엄이디가로 벌릴 때는 ီးမားတဲ့အမိုက်တွေကိုပြစ်တဲ့အချိန်မှာကျွန်တော်က packing moose တစ်ခါလေးပူချင်းဟို packing moose တစ်ခါလာဒီပစ္စည်းကိုမသုံးတော့ဘူးပေါ့နော်ဒီပစ္စည်းကိုပြစ်ပါတယ်ဖြတ်သိမ်းတဲ့ပစ္စည်းဖြစ်ပါတယ်ဆိုတော့ sticker ကိုကတ်ပြီးတော့မှတဲ့ချီပါဖဲပေါ်လျောက်ရသွေးမိသားအိမ်ရှိမှာပြစ်ရပါမယ် sticker ပြုံးနော်အဲ့တော့ sticker ရဲ့ကုန်ကြစရိတ်ကတော့တဲ့ select key ရဲ့ cookie wa mu ge ta la ီအမှတ်ရဲ့ခွတ်ကီအရွယ်စားနဲ့မူခဲအလေးချိန်အလိုက်နဲ့ထားလို့မြောင်းမတူညီဘူး关家ချမ်းသာနိုင်ပြီးတော့ဟင်းကျောင်းဖူကြီးစင်တာရဲ့ဆိုခုနလူမှုဖူလုံရေးစင်တာဒီမှာခူမဲဟဆူယူစမီတာဝယ်ယူနိုင်ပါတယ်အဲ့တော့စတစ်ကာကရေလိုပါလာရေလိုစာရေးပြီးတော့စာရွက်နဲ့ဒါပစ်ပါတယ်ဆိုပြီးတော့ကတ်လိုက်ရတာမျိုးမဟုတ်ခွင်းနဲ့ကျတော့ဘာဖြစ်မလဲဒီပစ္စည်းကိုပစ်ပါတယ်ဆိုတော့စတစ်ကာကိုအရင်ဆုံးတော့ဝယ်ရတာပေါ့နော် အဲဒီဟင်းကျောင်းဖို့ဒီစင်တာမှာတွားပြီးတော့ဝဲဟိမှာကိုယ့်ရဲ့ပစ္စည်းရဲ့ဒီအရွယ်စားအမ်ဓာတ်ပုံဖြစ်ဖြစ်ပေါ့နော်တိတိကျကျယူသွားပြီးတော့တို့ကိုဒီပစ္စည်းပစ်ချင်လို့ပါဆိုပြီးတော့ပြောလိုက်ရင်တို့ကစတစ်ကာလေးထုတ်ပြီးတော့ပေးလိုက်မယ်အဲဆိုကိုယ့်ပစ္စည်းရဲ့အရွယ်စားပေါ်လိုက်ပြီးတော့အဲဒီစတစ်ကာ3000လည်းဖြင်းဖြင်းမယ်5000လည်းဖြင်းဖြင်းမယ်9000လည်းဖြင်းဖြင်းမယ် အဲ့ဒီ sticker ကိုဝယ်လာပြီးပြီဆိုမှတချို့ကအဲကိုပြင့်မဲ့ပစ္စည်းပေါ်မှာကတ်ပြီးတော့အင်းရှိမှာထားလိုက်အောင်မယ်ဒါဆိုရင်တို့ကတို့ဘာသာတို့လာပြီးတော့ဒီပစ္စည်းကိုတင်သွားရဲပေါ့နော်အဲ့တော့အမှိုက်တက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုရီးယားမှာအရင်အရေးကြီးပါတယ်သူတို့ကအဲလုံးဝကိုပဲချိုးဖောက်လို့မရတဲ့အရာပေါ့နော်အကယ်၍ကိုကဟိုမှာအိမ်ငှားနေတယ်လို့ဖားလို့ဆိုရင်ကိုကစနစ်တကျအမှိုက်မပစ်တဲ့အတွက်ကြောင့်မလို့အင်ရှင်ရှီကိုတိုင်ကြားလာရောက်တာမျိုးပါမျိုးဖြစ်လာခဲ့ရင် အင်ရှင်ကလည်းကိုကိုပဲကိုကြောင့်ဖြစ်တယ်ဆိုရင်ကိုကိုပဲထံဝင်ဆောင်ခိုင်းနေပေါ့အဲပြီးရင်သူတို့နိုင်ငံမှာ CCTV အများအဖြစ်တဲ့အတွက်ကြောင့်မလို့ကိုလုတ်တယ်ဆိုရင်လည်းပဲတခါတည်းအင်ရှင်ရှင်မရောက်ခင်နဲ့ကိုအခန်းကိုထိုက်ရိုက်ပေါ့နော်အဲ့လိုမျိုးတတိပေးစာတိုင်ကြားစာရောက်လာပြီးတော့ထံဝင်ဆောင်ရတာမျိုးတွေလည်းရှိပါတယ်အဲ့အတွက်ကြောင့်မလို့ထားလေးရတော့တေချာလေးအမှတ်ထားအမဲတိထားတင်ရမယ်အရာလေးတွေပေါ့နော် ်ခင်ထားဆိုရင်ဒီဗီဒီယိုလေးကရောဘုန်းတို့အတွက်အများကြီးထောက်ကူဖြစ်လိမ့်မယ်လို့ချန်ပြောင်းလင်းပါတယ်အာဒီ channel ရဲ့ channel လေးမှာနောက်ထပ်သင်ခန်းစာအတစ်တွေကိုနောက်ထပ်ဗီဒီယိုလေးတွေနဲ့ပြန်ပြီးတော့တွေ့ကြရအောင်เนาะအညော